ACCA ကိုဘာကြောင့်တတ်တင်လဲ ACCA ကတခြားသောပညာရေးတွေထက်ဘယ်လိုမျိုးအားကာချက်တွေအများကြီးရှိနေရလဲဆိုတာကိုတည်တည်ဆဆသိချင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါ၃မိနစ်ပဲချိန်ပေး ျမနာမည်ဦးရီနာပါစင်ကူနိုင်ငံရဲ့6တိုက်ကောင်တန်တယောက်ဖြစ်တယ်လို့ ACCA UK ရဲ့ full member တယောက်ဖြစ်ပါတယ်ကဲအဲ့တော့ဆလာရအောင်နံပါတ်1တစ်ချက် PCC ဆိုတာကတကပါလုံးကနိုင်ငံပေါင်း180ကျော်မှာအသိမှတ်ပြုထားတဲ့ပညာရေးချင်းဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံပေါင်း180ကျော်မှာအလောက်ကန်ရှာဖွေနိုင်တဲ့အခွင့်အရေးတွေကိုရရှိမှာဖြစ်လို့ပဲဖြစ်ပါတယ် ။နံပါတ်1တစ်ချက်အနေနဲ့ဆိုလို့ရှိရင် ACC ရဲ့သမားတွေကတခြားသောနယ်ပယ်ကလူတွေထက်ပိုပြီးတော့အလောက်ကအခွင့်အရေးတွေပေါများပါတယ်။ဘာကြောင့်လဲဆိုတော့ပြည်ရင်းပြည်ပပေါ့နော်နိုင်ငံတကာရဲ့ဘယ်လိုကုမ္ပဏီအမျိုးအစားပဲဖြစ်နေပါစေကုမ္ပဏီကြီးကြီးသေးသေးပေါ့နော်ဒီအခွင့်အရေး accounting တွေ financial တွေ auditing တွေ taxation တွေ business management တွေနဲ့ looking လို့ရတဲ့ company ဆိုတာမရှိပါဘူးဒီဟာတွေကိုမရှိမဖြစ်ပေါ့နော် company တိုင်းမှာဒီရဲ့လုံဆောင်ချက်တွေကိုလုံဆောင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ ACCA သမားတွေကတခြားသောသူတွေတန်းအလောက်ကခွင့်လွှဲနေနိုင်ငံတကာမှာပေါ်များတာဖြစ်ပါတယ်နံပါတ်3တစ်ချက်မှာဆိုလို့ရှိရင် ACCA ရဲ့ level တွေအကုန်လုံးဘာသာချက်တွေအကုန်လုံးကို PC အောင်တက်စရာမလိုသေးမလိုပဲနဲ့ ACCA foundation ဒါမှမဟုတ် ACCA part 1လောက်ပြီးတာနေတယ်ပေါ့နော်ဒီ က်ရပေးတဲ့ဒီပလိုမာတွေနဲ့နိုင်ငံတကာမှာအလောက်ခံရရှိနိုင်တယ်အခွင့်အလမ်းတွေဖြစ်လို့ပါပဲကြံတဲ့ပေါ့နော်ဒီ level 2တွေ level 3တွေကတော့အလောက်ခံရအလောက်လုံးရတစ်ဖက်နဲ့တက်ရောက်သွားလို့ရနိုင်တယ်ခွင့်ရရှိပါတယ် နံပါတ်၄အားသာချက်ကတော့ဒီ ECC ကိုစတင်တက်ရောက်ဖို့ဆိုလို့ရှိရင်10ရက်နေ့17တန်းနေအောင်စရာမလိုပဲနဲ့အနည်းဆုံးပညာရေးရှင်းရှစ်တန်းအောင်အင်္ဂလိပ်စာရေးတက်ဖတ်တတ်တဲ့ pre intermediate အင်္ဂလိပ်စာ level ရှိရင်ကို ECC ရဲ့ foundation level ကိုစတင်တက်ရောက်နိုင်မှာဖြစ်ပါတယ်။အဲပြီးတော့နံပါတ်၅တခြားအရာဆိုလို့ရှိရင် ECC ကိုလေ့လာတဲ့သူတွေကတခြားသောဒီပေါ့နော်တခြားသောဒီ international university တွေကိုတက်တဲ့ကုန်ကြတဲ့ကုန်ကြစည်းတွေတက်အများကြီးတက်တာရောကိုလည်းတွေ့ရမှာဖြစ်ပါတယ်။နံပါတ်၆တခြား က်မှာဆိုလို့ရှိရင်ပေါ့နော် ACC ကိုတက်ရောက်တဲ့လူလူတွေကပေါ့နော် ACC ကိုတက်ရောက်ခြင်းနဲ့တစ်ချိန်နဲ့တစ်ပြိုင်နဲ့မှာ bachelor degree bachelor degree တွေရော master degree တွေရောကိုရရှိနိုင်တဲ့အခွင့်အရေးတွေရှိပါတယ်။အဲ့တော့ကိုကစူးစမ်းရစူးစမ်းတယ်လို့ပေါ့နော်။ကိုကဒီ ACC ရဲ့ဒီ diploma တွေရောဒီတကယ် chartered accountant ဆိုရယ် professional certificate ရောပေါ့နော်။ bachelor တွေ master တွေကိုတစ်ချိန်နဲ့တစ်ပြိုင်နဲ့မှာရရှိနိုင်တာကကြီးမားတဲ့အခွင့်အရေးဖြစ်ပါတယ်။အဲတကယ်လို့များပေါ့နော်။ကိုကဒီ bachelor တွေ master တွေမယူချင်မှာ ဖို့ ACC ရဲ့တည်ထက်တဲ့ရည်တည်ချက်မှာရယ်ဆိုရင်လည်းရပါတယ် ACC ကပေးအပ်ထားတဲ့ diploma တွေ ACC ကနောက်ဆုံးအမြင့်ဆုံးပြတ်မဲ့ chartered accountant ဆိုတဲ့ professional certificate ကလည်းဒီ master level နဲ့ညီမျှပြီးတော့နိုင်ငံတကာနိုင်ငံမောက်တရား၈၀မှာအတိအမှတ်ပြုထားတဲ့ကြောင့်မလို့အဲ့ဒီရဲ့ professional certificate chartered accountant ဆိုရဲဟာကိုကိုင်ပြီးတော့လှုပ်ရှားဖို့အတွက်ပြည်စုံလုံလောက်ဖို့ပြုလုပ်မှုရှိပါတယ်နံပါတ်9အချက်အရဆိုလို့ရှိရင် ACC ရဲ့ level တွေအားလုံးပြီးဆုံးသွားပြီးတော့ ACC ရဲ့